နာဇီတွေကြောက်ရတဲ့အမျိုးသမီးလေသူရဲများဒုတိယကမ္ဘာစစ်အတွင်းမှာနာဇီဂျာမန်တပ်တွေကြောက်ခဲ့ရတဲ့အမျိုးသမီးလေသူရဲတွေရှိခဲ့ပါတယ်သူတို့ကတော့ night witches ညစ်ဆုံးမများလို့ခေါ်ပါတယ်သူတို့ဟာရုရှားနိုင်ငံရဲ့အမှတ်၅ရှစ်ရှစ်ညပိုင်းဘုံကျဲလေကြောင်တရင်ကအမျိုးသမီးတည်သက်လေသူရဲတွေဖြစ်ပါတယ်အမှတ်၅ရှစ်ရှစ်တရင်မှာပိုင်းတော့ခေါ်လေသူရဲတွေသာအမျိုးသမီးမဟုတ်ပါဘူးလမ်းကြောင်ပြသူတွေမြေပြင်အဖွဲ့သားတွေနဲ့ လေရင်ကိုပြုတ်ပြင်သူတွေအပါအဝင်အမတ်၅ရှိရှိရဲ့တက်တာအားလုံးဟာအမျိုးသမီးတွေဖြစ်ပါတယ်။ညဆုံးမအဖွဲ့ဘူးအမျိုးသမီးပုံမူ Major Marina Rescova က1942ခုနှစ်အောက်တိုဘာ10ရက်မှာဦးဆောင်ဖွဲ့စည်းခဲ့တာပါ။1942ခုနှစ်ဂျာမနီကရုရှားကိုကျူးကျော်တိုက်ခိုက်တဲ့အခါအမျိုးသမီးတွေကိုကြီးတက်ရှေ့တန်းစစ်မျက်နှာပြင်တွေမှာတောင်ဝင်ထမ်းဆောင်ခွင့်ပြုပေမဲ့လေဆိုဗီယက်လေတပ်မှာတော့တောင်ဝင်ထမ်းဆောင်ခွင့်မပြုခဲ့ပါဘူး။ တနနိုင်ငံလုံးကအမျိုးသမီးတွေဟာ Resco Basi ကိုဒီကန်သက်ချက်ကိုကန့်ကွက်ကြောင်းစာတွေပို့ခဲ့ကြပါတယ်။သူမဟာဒီစာတွေကိုဆိုဗီယက်ခေါင်းဆောင်စတာလင်ကို ပြသတဲ့ပြီးစတာလင်ကလည်းအမျိုးသမီးတွေကိုဆိုဗီယက်လေတပ်မှတာဝန်ထမ်းဆောင်ဖို့ခွင့်ပြုခဲ့ပါတယ်။အဲ့ဒီအချိန်မှာအမျိုးသမီးတွေဟာလေတပ်ထဲကိုဝင်ဖို့အလူရရောက်လာခဲ့ကြပါတယ်။စတာလင်ဟာအမျိုးသမီးတည်တံ့တိုက်ခိုက်ရေးတရင်သုံးရင်ဖွဲ့စည်းရလဲခွင့်ပြုပေးခဲ့ပါတယ်။အဲ့ဒီတရင်တွေကတော့အမတ်986တိုက်တည်ရင်လေကြောင်းတရင်အမတ်986ဘုံကျဲလေကြောင်းတရင် အမှန်၅ရှိရှိညာပိုင်းမုန်းကျဲလီကြောင့်တရင်တို့ဖြစ်ပါတယ်။အမျိုးသမီးထောင်ပေါင်းများစွာစစ်မှုထမ်းမှုလာရောက်ကြပေမဲ့လည်းတရင်တရင်အတွက်လူ၄၀၀ခန့်သာလက်ခံခဲ့ပါတယ်။အများစုဟာအသက်၁၇နှစ်ကနေ၂၀ဝန်းကျင်တက္ကသိုလ်ကျောင်းသူတွေပါ။သူတို့ဟာပုံမှန်အားဖြင့်နှစ်နဲ့ကြည်ပြီးကြာမြင့်တဲ့လေ့ကျင့်မှုတွေကိုတစ်နှစ်အတွင်းအပြင်းထန်လေ့ကျင့်ခဲ့ကြရပါတယ်။လေရင်ပြန်တန်းဤတမကလမ်းကြောင်းရှာဖွေခြင်းနဲ့လေရည်ပြုပြင်ထင်းနေခြင်းတို့ကိုပါသင်ယူခဲ့ကြရပါတယ်။ အဲ့ဒီကာလကဆိုဗီယက်လီတက်မှာအမျိုးသမီးလူတူရဲ့မရှိခဲ့ဘူးတဲ့အတွက်သူတို့ဟာအမျိုးသားဝိစုံဟောင်းတွေကိုသာဝစ်ဆင်ကြရပါတယ်။လေ့ကျင့်မှုပြီးဆုံးပြီးနောက်အရေးချင်းအပြည့်အမီဆုံးလို့ယူဆရတဲ့လူတူရဲတွေကိုအမှတ်၅ရှိချောက်တိုက်လျင်လေချောင်းတရင်ကိုပို့ဆောင်ပြီးဒုတိယအရေးချင်းအရှိဆုံးသူတွေကိုအမှတ်၅ရှိကုန်ပုံကျဲလေချောင်းတရင်ကိုပို့ဆောင်ခဲ့ပါတယ်။အရေးချင်းအနည်းဆုံးလို့သတ်မှတ်ခံရသူတွေကိုတော့အမှတ်၅ရှိရှိညပိုင်းပုံကျဲလေချောင်းတရင်မှာတာဝန်ထမ်းစေခဲ့ပါတယ်။ဒါပေမဲ့ကံကြမ္မာရဲ့ထူးခြားတဲ့လေပြောင်းတစ်ခုကတော့အရေးချင်းအနည်းဆုံးအဖွဲ့ဟာ နာစီတွေအတွက်အကြောက်ရဆုံးနဲ့အကြောကြားဆုံးဖြစ်လာခဲ့ပါတယ်။ခင်မိလီရင်တွေလုံလောက်စွာမရှိသေးတဲ့အတွက်အစိုးရဟာအမတ်ငါးရှိရှိတဲ့ရင်ကိုခင်မိမီတော့တဲ့ပိုရီကာဘော့ဖ် PO2 နှစ်ထပ်တောင်တဲ့လေရင်တွေကိုပေးရခဲ့ပါတယ်။အဲ့ဒီလေရင်တွေကိုအဓိကအားဖြင့်စိုက်ပျိုးရေးဆေးပြတ်မှုနဲ့လေ့ကျင့်ရေးလေရင်တွေအဖြစ်အသုံးပြုကြတာဖြစ်ပါတယ်။ PO2 လေရင်ရဲ့ကိုယ်တွေကိုတိသားနဲ့ပြုလုပ်ထားပါတယ်။ ဒါပေမဲ့အမျိုးသမီးလေသူရဲတွေကတော့အဲ့ဒီလေရင်ကိုဘုံကျဲလေရင်အဖြစ်အသုံးပြုခဲ့ပါတယ်။ပိုင်းတော့ခေါ်လေသူရဲကရှေ့မှထိုင်ပြီးဘုံကျဲသူလည်းဖြစ်တဲ့လမ်းကြောင်းများသူကနောက်မှထိုင်ရပါတယ်။လေရင်ရဲ့အမြင့်ဆုံးမြန်တော့ကတနအီကိုမိုင်60သာရှိပြီးဘုံနှလုံးသာတည်ဆောင်းနိုင်ပါတယ်။လေသူရဲနှုံးနဲ့ဘုံရဲ့အလေးချိန်ကြောင့်ခနဲ့နှိမ့်သာပြန်နိုင်တဲ့အတွက်ညချိန်မှာမောင်းနှင်ကြရခြင်းဖြစ်ပါတယ်။ပြူတူးလေရင်တွေဟာအတန်အလွန်တိုးပြီးအဲ့ဒီခေတ်ကရေဒါနဲ့ခြေရာခံလို့မရတယ်လို့အလွန်တင်းငယ်လွန်းလာကြောင်းမြင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်အမျိုးသမီးတွေဟာဂျာမန်နေမျိုးပေါ်ကိုဖျက်တမ်းတဲ့အခါအင်ဂျင်ကိုပိတ်ခါမောင်းနေပြီးဘုံတွေကျဲချခဲ့တာဖြစ်ပါတယ်။ဒီလိုလေရင်အတန်မကြားရပဲလေတိုးတန်တွေသာကြားရပြီးဘုံတွေမကြာခဏကျဲခံရတာကြောင့်တိတိစိတ်လျုံစည်းဝင်လာတဲ့ဆုံးမတကောင်ရဲ့တပြက်စီးတန်လို့ခြောက်ခြားဖို့ကောင်းတယ်လို့ဂျာမန်တွေကဆိုပါတယ်။ Night Witches ညဆုံးမဆိုတဲ့နာမည်ကလည်းဂျာမန်တွေကသူတို့ကိုနှိမ့်ချခေါ်ခေါ်ခဲ့တာဖြစ်ပြီးသူတို့ကိုယ်တိုင်ကလည်းဒီနာမည်ကိုဂုံယူစာနဲ့လက်ခံအသုံးပြုခဲ့ပါတယ်။လေရင်တွေဟာဘုံနှလုံးသားတဲဆောင်နိုင်တာကြောင့် မြင်းဆုံမတွေဟာတညာထဲမှာတင်ဘုံကျဲဖို့စစ်စင်ရေးပြန်တမ်းမှုရှစ်ကျင်ကနေဆက်ရှစ်ကျင်အထိအကျင်ချင်းပြုလုပ်ခဲ့ကြရပါတယ်သူတို့ဟာဘုံနှလုံးချပြီးနောက်ယာယီစကန်းကိုပြန်လာကစီဖေးဘုံနှလုံးထပ်တင်ပြီးနောက်ထပ်စစ်စင်ရေးတစ်ခုအတွက်ပြန်လည်ပြန်တက်ကြရပါတယ်စစ်စင်ရေးပြန်တမ်းမှုအကျင်ကိုမိနစ်30မှ50အထိကြာမြင့်ပါတယ် ညင်းဆုံးမတွေရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဂျာမန်တပ်တွေဟာမြန်မာရေရဲအောင်အထိတိုက်ခဲ့ကြရပါတယ်1942ခုနှစ်ဇော်လမှ1945ခုနှစ်အောက်တိုဘာလအထိညင်းဆုံးမတွေဟာစစ်စင်ရေးပြန်တမ်းမှုပေါင်း23682ကြိမ်ခန့်ပြီးလုပ်ခဲ့ပြီးစုစုပေါင်းပြန်တမ်းကြိမ်နာရီ28656နာရီရှိခဲ့ကဘုံးတက်ကြီး3000ကျော် မီလောင်ပုံ16000ကိုကျဲချနိုင်ခဲ့ပါတယ်။သူတို့ဟာနာဇီဂျာမန်တွေရဲ့ညှိကုတတာစစ်ဖက်နာကိုမီယက်ထာလန်ကိုကိုဘူရာယုံနှစ်ခု926လုံး၊လောင်စာစီဒူလာယုံဆယ်နှစ်ခု၊တန်ချက်သာသား186စီးကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။ဒါ့အပြင်ဆိုဗီယက်တပ်ဖွဲ့တွေအတွက်အစားအစာနဲ့ခရံပို့ဆောင်မှု155ကျင်းကိုလည်းပြုလုပ်ခဲ့ပါတယ်။မြန်ဆုံးမတွေဟာအမျိုးသားလူတူရဲတွေရဲ့ခွဲခြားဆက်ဆံမှုကိုမကြာခဏရင်ဆိုင်ခဲ့ရပြီးအမျိုးသားတွေကသူတို့ကိုငင်းကြသူတွေအဖြစ်ရှုမြင်ကြပါတယ်။မြန်ဆုံးမတွေဟာ ဂျာမန်တိုင်းနိုင်ငံတွေရဲ့အနေကနေကာကွယ်ဖို့ရေဒီယိုနဲ့ဆက်သနက်တွေလူသီးတွေမရခဲ့ပါဘူးဒီလိုခွင့်ကြားဆက်ဆံမှုကပဲသူတို့ရဲ့အောင်မြင်လူစိတ်ကိုပိုမိုဖိုင်မာလာစေခဲ့တာဖြစ်ပါတယ်နောက်ဆုံးမှာတော့သူတို့ရဲ့စမ်းဆောင်ရည်မြင်မှမှုကြောင့်အမျိုးသားများပြားကသူတို့ကိုလေးစားလာကြပါတယ်ဘုံမူကြီးရက်စကိုပါပါအဝင်ညီဆုံးမ32ဦးဟာတာဝန်ထမ်းဆောင်ရင်ကြာဆုံးခဲ့ပါတယ်ဒုတိယကမ္ဘာစစ်အတွင်းဆိုဗီယက်အမျိုးသမီး89ဦးဟာ နိုင်ငံရဲ့အနည်းဆုံးဂုဏ်သုဆောင်ပွဲဖြစ်တဲ့ Hero of the Soviet Union ဆုကိုရရှိခဲ့ရမှာ22ဦးကမြေဆုံးပါလို့ခေါ်တဲ့အမတ်9ရှိရှိညပိုင်းမုံကျဲလီကျောင်းတရင်ကအမျိုးသမီးစစ်တီတော်တွေဖြစ်ပါတယ်။ကမ္ဘာတမန်ရဲ့အကြီးမားဆုံးအလဲပြန်တစ်ခုဖြစ်တဲ့ဒုတိယကမ္ဘာစစ်ကြီးမှာမြေဆုံးပါတွေရဲ့အခမ်းကဏ္ဍဟာမေ့ပျောက်ထားလို့မရတဲ့တမိုင်းမှတ်တိုင်တစ်ခုဖြစ်ပါတယ်။ ်ခင်မင်းကြီးပညာနဲ့လက်နက်အင်အားတာလောင်တဲ့ရန်သူကိုခင်နောက်ကျနေတဲ့လေရင်ငယ်တွေနဲ့ညစဉ်ညတိုင်းတိုက်ခိုက်ရင်ရန်သူစိတ်ဓာတ်ကိုချိုးနှိမ်နိုင်ခဲ့ခြင်းဟာစစ်ပွဲရဲ့အောင်နိုင်ရေးအတွက်တန်ဖိုးမရတဲ့အထောက်ပံ့တစ်ခုဖြစ်ခဲ့ပါတယ်။သူတို့ဟာအမျိုးသမီးတွေရဲ့စွမ်းရည်ကိုတည်တည်ကြဲယုံတာမကကမ္ဘာကြီးကိုဖက်ဆစ်စနစ်ဆိုးမှကတည်ရမှာမိမိတို့ကြရတာဝန်ကိုကက်ဆုံဂျိုးပန်ထံရွက်ခဲ့ကြတဲ့စစ်မှန်တဲ့သူရဲကောင်းတို့ရဲ့အဖြစ်တမိုင်းဆံမျက်နှာထက်မှာထာဝရကပီးတင်ကြင်ရင်နေမှာလည်းဖြစ်ပါတယ်။ အခုလိုစိတ်ဝင်စားစရာဖြစ်ရမယ့်အကြောင်းအရာတွေကိုကြည့်ရှုခြင်းရင် knowledge hub ကို follow ထားနိုင်ပါတယ်